ခဲ့အဲမူရဲ့ပွဲကတော့ပြီးဆုံးလို့သွားခဲ့ပြီလေဖြစ်ပါတယ်ဂျိုင်ဘဲဖိုက်တာဂိုရင်ရဲ့တတောင်ရိုက်ချက်တွေကအတော်လေးကိုပြင်းနေပြနော်အသက်ငယ်တယ်ဆိုပေမဲ့အတော်လေးကိုပြင်းတာပါအဲမူခင်ဗျမသွေးထွက်လွန်ပြီးတော့ဆေးရုံတောင်တက်ရမီလို့သတင်းတွေထွက်ပေါ်လာနေပါတယ်အဲမူဟာအသက်16နှစ်အရွယ်အစရေးဆဲဂျော်သက်ဖိုက်တာဂိုရင်နဲ့ခုတစ်ပတ်မှာပြီးရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်ပထမအချိန်မှာအဲမူဖွင့်ထိုးတယ်ဂိုရင်ကလည်းဆဲဂျော်သက်ပြီးပြီးရှိမနေပဲပြန်ဖွင့်ထိုးတယ် နီးစနစ်မှာဂေါ်ရင်နေတဲ့သားရကြောင့်အမ်းမွေကွဲသွားခဲ့ရပါတယ်ဒုတိယအပိုင်းမှာလည်းပွဲကမြိုင်နေပြခွင်ထိုးချရီအမ်းမွေဒွေးတွေတော်တော်ထွက်နေတာဖြစ်တဲ့အတွက်ဆီယောင်းတွေကပွဲကိုခဏရပ်ပြီးစစ်ဆေးခဲ့ရပါတယ်တတိယအချိန်မှာအမ်းမွေဒွေးထွက်လွန်ပြီးတော့မူးနေပုံရတယ်ရံဘလူးပုံစံအသင်းလိုက်ထူးနေတယ်ဂေါ်ရင်ကတော့ပညာသားပပပါပဲအဲမူရဲ့အမားကိုစောင့်ထိုးတာကိုတွေ့ရပါတယ်။တတိယချီပြီးမှတော့အတိုင်းဆုံးဖြတ်နေပြီ။ဂေါ်ရင်ကအနိုင်ရသွားခဲ့ပြီလေဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့တကယ်ကိုလေးစိတ်မကောင်းပါဘူးเนาะ MVRD ပွဲမှာအရန်ရန်ကိုဂျူစာခဲ့ရတာကိုတွေ့ရပါတယ်ဒါမင်းနီးစနစ်မှာတော်တော်လေးကိုလိုအပ်ခဲ့တာပါနီးစနစ်ကောင်းကောင်းလေးနဲ့ဆိုရင်ဒီပွဲကမနိုင်ဘူးလို့ကျွန်တော်တို့အနေနဲ့မပြောနိုင်ဘူးတဲမဲ့ဖြစ်တဲ့အသက်ငယ်ငယ်လေးနဲ့เนาะအသက်16နှစ်အရွယ်ပဲရှိတဲ့ကောရင်ဟာအသက်ငယ်သေးတယ်ဆိုပေမဲ့အတော်လေးကိုပညာစုံနေဗျเนาะပြီးတဲ့ခါကျတော့ပါရမီရှင်လို့သတ်မှတ်ခံထားရတဲ့သူနိုင်ငံတကာမှာရောကမ္ဘာမှာရောစုသစိတ်တွေအများကြီးရထားတဲ့သူပဲဖြစ်ပါတယ် ။ MW ကတော့အခုလိုမျိုးသွေးထွက်လွန်လာကြောင်းဈေးဥတော်တင်းလိုက်ရမယ်ဆိုပြီးတော့သတင်းတွေကတော့အတိအကျကိုထွက်ပေါ်လာနေပါရဲ့ဗျာ။ MW ဘာမှမဖြစ်ပါစေနဲ့။ MW ဒီညအကောင်းဆုံးကြိုးစားခဲ့ပါရီ။